အားလုံးပဲမင်္ဂလာပါရှင်တနင်္လာသတ္တမီများအတွက်ဆယ်လာပိုင်း23ရက်နေ့ကနေပြီးတော့17လပိုင်း3ရက်နေ့ထိတပတ်တာကာလရဲ့တုံ့ဆုံတွေ့ရမယ့်ကံကြမ္မာကိုဟောပေးမှာဖြစ်ပါတယ်ဒီကာလမှာမိမိတို့အတွက်လုံငန်းမဆိုင်ရာတိုးတက်အောင်မြင်ခြင်းတွေကြုံတွေ့ရမယ့်ကာလမျိုးမှာရှိပါတယ်လုံငန်းနဲ့ပတ်သက်ပြီးတော့မိမိမထင်မဲ့ဘက်နဲ့ကြည့်ွားတာတိုးတက်တာကြည့်ခဲ့သူတို့ရဲ့ကူညီမှုတွေရရှိတာ ယုံကြည်ရသူတဦးမိမိအနာကိုရောက်ရှိလာတာအဲ့တော့ဒီလိုကာလမှာလုံငန်းမိုင်းဆိုင်ရာရဲ့တိုးတက်အောင်မြင်ခြင်းတွေကိုတွေ့မြင်ရမယ့်ကာလမျိုးမှာရှိပါတယ်အဲ့တော့ဒီကာလမှာအဓိကညံ့တာကတော့ငွေကြေးမိုင်းဆိုင်ရာငွေကြေးနဲ့ပတ်သက်ပြီးကံအားညံ့တယ်ငွေကြေးနဲ့ပတ်သက်ပြီးရုပ်တည်းလုံငန်းမများဆဆောက်ကိုတုံသွားဖို့ကံအားရှိတယ်ဒီကာလမှာအဓိကငွေကြေးမိုင်းဆိုင်ရာအားနေတယ် ဒီကာလမှာကုံမှုများတယ်။ရာရှိဖို့ဆိုရတဲ့ကုံအားများတဲ့ကာလ။မိမိဒီမိမိငကောကသုံးဆဲရတဲ့နှုံးတဲ့နှုံးနှုံးတဲ့ကိုယော်နေပြီးတော့မှဒီကာလမှာသုံးဆဲလို့ရရှိတာပေါ့နော်။အဓိကတော့ပြောမစလို့ရှိရင်ငကောနဲ့မတူတဲ့ငွေကြေးကံအားနည်းတယ်။နောက်တစ်ခါကျတော့အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အဓိကကတော့ မိမိရဲ့ခင်မုန်းနဲ့ပတ်သက်ပြီးတော့အမျိုးသမီးအဖြစ်ရှိတယ်။အဲယောက်ျားလေးများဆိုလို့ရှင်တော့ဒီကိုကိုတိုင်ကိုမျိုးသမီးအဖြစ်ရှိရပေါ့နော်။မိမိကိုတိုင်မှားယွင်းစွာဒီဆုံမြတ်ချက်တွေမှားယွင်းနေတတ်တယ်။ဒီချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့ဒီကာလမှာစိတ်ဒူးရတွေဖြစ်နေတတ်တယ်။ အခြေအနေပတ်သက်ပြီးတဲ့ဒီကာလမှာအခြေအနေပတ်သက်ပြီးတော့ဒီကာလမှာတိတ်အဆင်မပြေဘူးတကြက်ကြက်ပြဿနာဖြစ်တာရံဖြစ်တာမျိုးတွေကြုံဆွေကြုံတွေ့ရတတ်တယ်ပေါ့နော်နောက်တစ်ခါကျတော့အခြေအနေပတ်သက်ပြီးမိမိတို့နှစ်ဦးကြားထဲမှာနောက်တစ်ဦးသုံးမွင့်ဆိုင်ချစ်ချင်းမေတ္တာဇလန်းနေပေါ်လာတတ်တဲ့အချိန်ကာမျိုးမှာရှိတယ်။ကိုကပဲအစားအရာလိုက်ထိန်နေရတာမျိုးတွေကြုံတွေ့ရတတ်တယ်။အဲ့တော့ပင်မန်းတယ်ပေါ့။အဲ့တော့အခြေအနေပတ်သက်ပြီးတော့အဓိကကတော့အဲပြန်ချလိုက် ရံဖြစ်လိုက်ဆိုတော့ကာလာမျိုးလို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခါဒီကာလာမှာမိမိကိုယ်တိုင်ကလှုပ်ရှားခြင်းစိတ်တွေကများတယ်စူးစားရုန်းကန်ခြင်းစိတ်တွေများတယ်လက်တွေ့မှာတော့အကောင်တယ်မဖြစ်ဘူးပြီးတော့နောက်တစ်ခုကစိတ်ကဒီမိမိရဲ့လှုပ်ဆောင်ခြင်းစိတ်ကခဏပဲ ခဏပဲအခုချက်ချင်းပဲဟိုဟုတ်နဲ့တောက်မှမီးလို့ပဲပေါ့နော်အခုချက်ချင်းပဲပြီးလို့ချင်းချက်ချင်းပြောင်းလဲသွားရောစိတ်ကနာမငြိမ်သက်တဲ့ကာလမျိုးလို့ပြောရလိမ့်မယ်အောင်မြင်ဖြင်းထွန်းချင်စိတ်များရတယ်ဒီလိုကာလမှာပြဿနာအသေးစားလေးတွေလည်းမကြခဏတက်နေရတတ်တယ်ပြီးတော့နောက်တစ်ခုကကြကိုကအနစ်နာဘလောက်ပဲခံခံမိ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 အနစ်နာခံသူတွေရဲ့ ဟိုမျက်နှာตาပေးခြင်းကိုမခံရတတ်ဘူးမိမိကအနစ်နာခံခြင်းလွမ်းဆွေးခြင်းဆိုတဲ့ကာလမျိုးမှာရှိတယ်အဲ့တော့ဒီကာလမှာမျိုးသိပ်ပြီးသွားမယ်ဆိုလို့ရှိရင်အဆင်မပြေဘူးမွန်းချက်မှုများတယ်ပောက်ထွက်သွားလိမ့်မယ်ဒီကာလမှာပူဝင်လင်းနဲ့ဒီလှုပ်ဆောင်တာမျိုးတွေကမိ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 ကိုများစွာအထောက်အကူပေးတယ်ပေါ့နော်ဒီကလာမှာကျမကြီးနဲ့ပတ်သက်ပြီးတော့အဓိကကတော့အပူပူတွေအပူအပူပူတွေအပူအတိတ်တွေ ထွက်တတ်တယ်ပေါ့နော်အပူကြိတ်တွေထွက်တတ်တယ်နောက်တစ်ခုကကျတော့ကောင်းအောင်ကောင်းခဲတာအဲ့ဒီလိုမပြောတဲ့ဝေဒနာတွေခံစားတာမျိုးတွေကြုံတွေ့ရတတ်တယ်ပေါ့နော်ဒီကောင်ကအဓိကကတော့စိတ်အားမပြင်းထန်ရင်အဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီကောင်ကမာတဲ့မိခင်ရဲ့ကျမကြီးကဂူဆိုင်စေချင်ပါတယ်ကျမကြီးအားနဲ့နေတတ်တယ်ပေါ့နော်အဲ့တော့မိမိရဲ့အားပြင်အဓိက အပူနာတွေအပူပူတွေမျိုးအဲ့လိုမျိုးဒီ ပုံအောင်နေတဲ့အဖို့အကျိတ်တွေထွက်တဲ့ကာလာမျိုးလို့ပြောရမှာပေါ့နော်အဲအဲ့လိုမျိုးရှိရဲကျမိုင်နဲ့ပတ်သက်ပြီးတော့အပူပန်းဆိုင်ရာမှာတတိထားပေးပေါ့နော်တတိထားပေးရအစီပြေတဲ့ဒီကာလမှာအဓိကတော့ငွေကြေးပန်းဆိုင်ရာအထူးကူယူစိုက်ပါအခြေအနေပတ်သက်တဲ့အနောက်ရက်တွေကြုံတွေ့လာဖို့ရှိရဲအိမ်နောင်ကြီးပြဿနာလေးတွေဒီကာလမှာကြုံတွေ့ရတတ်တယ်အဲ့တော့ပြက်ဆဲသွားတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဘယ်လိုလဲဆိုခဏခဏဖြစ်တဲ့ရဲမျိုးမအေးမေးချမ်းမငင်းချမ်းပေါ့နော်ကြုံတွေ့ရတတ်တယ်ပေါ့ လက်ရှိချိန်တွေတခုကနေပြီးတော့ပုံမှန်ကောင်းမွန်တဲ့ကံတရားရရှိအောင်အအဓိကတော့ငွေကြေးပိုင်းဆိုင်ရာမမျိုးရဲ့အခြေပိုင်းဆိုင်ရာလက်ရှိကံကနေပုံမှန်ကောင်းမွန်လောက်မိမိတို့အတွက်လှုပ်ဆောင်သင့်တဲ့ရည်ရည်အားတော့အဓိကအဒီမြောင်း ဒီမြောင်းနေမှာရှင်းတာမျိုးတွေမိမိရဲ့ကံလုံနိုင်မယ်ဆိုပိုကောင်းတယ်ပေါ့နော်တကယ်လို့မလုံနိုင်ဘူးဆိုလို့ရှိရင်လည်းဒီငားလေးတွေကိုလွတ်တာငားစာအကျိုးရမျိုးတွေကမိမိရဲ့ကံကို အထောက်ပံ့ကောင်းများစွာပေးနိုင်ပါတယ်ချစ်ရတဲ့တနင်္လာတမိတ်ဆွေများအားလုံးအေးချမ်းသာပျော်ရွှင်ကြပါစေမိမိတို့လိုချင်တဲ့ဘဝရဲ့ပန်းနိုင်ကိုလှင်စွာအမြန်ရောက်ရှိနိုင်ကြပါစေရှင်